်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထင်တိုင်းမပေါက်ဖြစ်လာသောစစ်အုပ်စုဤတံပြန်ထိုးစဉ်နေပြည်တော်ဥတ္တရသီရီမြို့နယ်နှင့်တက္ကုံမြို့အကြားစစ်တပ်စခန်းကို PLA ကအခွင့်ရောက်စီးနင်းပြီးနေပြည်တော်ဝန်ကြီးအထူး PLA ကရောက်ရှိနေရယူထားသည်ဟုပြည်သူ့လွတ်မြောက်ရေးတမတော် PLA အထွေထွေအတွင်းရေးမှူးရဲဘော်နီနီကျော်ကအတည်ပြုလာခဲ့ပါသည် စေအုပ်စုတက်များအဖို့ရှေးတန်းဆို၍ဝေးဝေးလန်လန်သွားစရာမလိုတော့လက်တကန်းအကွာတို့ရောက်ရှိလာပြီဖြစ်ပါတယ်။ရခိုင်အခါ KNU နှင့်ပူးပေါင်းတပ်ဖွဲ့များသည့်တနင်္သာရီတိုင်းအတွင်းရှိနေကြားမြို့ဖြစ်သောမောတောင်ကိုလေးရက်ကြာထိုးစစ်ဆင်ပြီးသိမ်းယူနိုင်ခဲ့သဖြင့်စစ်တုံးပန်းအမြောက်များနှင့်လက်နက်ခဲများကိုတောင်ပုံရပုံရရှိသွားခဲ့ပါတယ်။ထိုတိုက်ပွဲတွင်ယာယီတရင်မှုနှင့်အုတ်ချုပ်ရေးဖွင့်တမ်းများစုစုပေါင်း60ခန့်ထိုင်းဘက်သို့ခိုလုံယုံထွက်ပြေးသွားခဲ့ပါသည် မောတောင်တီရခိုင်မြိတ်ခရိုင် KNU ဌာနချုပ်အဖြစ်တရှိခရမှ1990တွင်လက်လွတ်ခဲ့ရခြင်းဖြစ်သည်ဟုသိရပါသည်။နေဆက်ကုံသွဲရဲ့အထွတ်သားမကမဟာဗျူဟာအရာရေးပါတော်မျိုးလေးဖြစ်ပါသည်။နိုင်ငံအလေးပိုင်းတွင်လည်းကံဘလူနှင့်ခင်ဦးအကြာစစ်ကြောင်းထိုးဝင်ရောက်လာသောအင်အားတရာခန့်ရှိစေုပ်စုတပ်များကိုပြည်သူ့ကောက်ခွေရေးတပ်များကကြားဖြတ်တိုက်ခိုက်ရန်စစ်ကြောင်းမှုအပါအဝင်50ခန့်ထိဆုံးပြီးခရူဖယဲနှင့်တပ်ပြက်ဆုတ်ခွာသွားကြရပြန်သည်။ အဆိုပါတရင်များသည့်စစ်အုပ်စုများအသာရသွားနိုင်သလိုဟုယူဆနေကြသည့်ပြည်သူများအတွက်အားတက်ဖွယ်တရင်များဖြစ်လာရသည်စေအိုစုသည်တရုတ်ဤကျေးဇူးဖြင့်ရှမ်းမြောက်ဒေသတွင်အသက်ရှူထောင်သွားပြီးရခိုင်နှင့်နိုင်ငံအလဲပိုင်းတွင်တံပြန်ထိုးစစ်ဆင်ရန်တံများကိုထုံနှုတ်အုံပြုခွင့်ရရှိသွားတော်လဲယခုထိ၎င်းတို့၏ထိုးစစ်သည်မိတို့များထိရောက်မှုမရှိပဲအချို့နေရာများတွင်ရိုက်ထိုးခံရသည့်အသည့်ဖြစ်လာနေသည်ကိုတွေ့ရသည်ဟုမြန်မာနောင်ကသုံးသပ်ထားပါသည်။ မိုးကုတ်ကိုဝိုင်းပတ်ထားသည့်မရရတပိတ်ချင်းနှင့်စင်ကူးမျိုးနယ်များကိုအ धिक ဦးတည်လာနေသည့်ရခုအကောင်မရရမျိုးနယ်တဝက်ကြော်ကြော်ကိုစေအုပ်စုကထိန်းချုပ်နိုင်ခဲ့သည်။၎င်းတို့ရှေတိုးမလာနိုင်ရန်ပြည်သူ့ကာကွယ်ရေးတပ်များကအစွမ်းကုန်ခုခံလျက်ရှိနေသည်။ရွှေကောက်ပွဲမတိုင်မီမန္တလေးတိုင်းအတွင်းရှိအနည်းဆုံးမျိုးစိန်မျိုးကိုပြန်လည်ထိန်းချုပ်နိုင်ရန်လေချောင်းပစ်ကူဖြင့်ကြိုးပမ်းလာခြင်းဖြစ်သည့်စေအုပ်စုသည်ချင်းပြည်နယ်တွင်လည်းဟာခါနှင့်တိတိမျိုးများသာထိန်းချုပ်ထားနိုင်သည့်အတွက်ရခုအခါထန်တလန်တွန်းဆန်း ဖလန်တို့ကိုထိုးစစ်ဆင်ရန်ပြင်ဆင်နေသည်။ကရင်ပြည်တွင်လည်းမိုးပြေဖဲ့ကုန်တဝက်တန်ပြန်ထိုးစစ်ညာဆင်နွယ်လျက်ရှိသည်။အကယ်၍မျိုးရွာများကိုပြန်သိမ်းနိုင်သည့်ဆိုစေအောင်မဲပေးမည်လူထုကထွက်ပြေးတင်းရှောင်နေကြရ၍ရှာမရဖြစ်နေသည့်ပြဿနာနှင့်ရင်ဆိုင်လာရသည်။ရခိုင်ပြည်နယ်ရှိမြို့ပေါင်း14မြို့ကိုသိမ်းယူထားပြီးဖြစ်သောအာရခတပ်ဖွဲ့များသည်အရာဝတီမကွေဘကိုးနယ်စပ်များတွင်စစ်ရေးအပြင်းထန်ထိုးစစ်ဆင်ရရရှိသည်အတင်းအဓမ္မစစ်ထဲသွင်းခံရသူများလည်းအခွင့်ရသည့်နှင့်ထွက်ပြေးနေကြသည် ထို့အတွက်ကြောင့်လည်းလေကြောင်းမှမြင်းမြပင်စစ်ကူပေးနေတော့လေမြေပြင်တပ်များကရှေ့မတိုးနိုင်ဖြစ်နေပြီးထင်းတိုင်းမပေါက်ဖြစ်နေသည်စေအိုစုစည်ရေးချက်တွင်လာမှုသည်ဒေါ်လာရေးတပ်များ၏ထိန်းချုပ်နယ်မြေအနီးအထားပြမြေပုံကိုယခုထိတိတိတသားပြောင်းလဲနိုင်ခြင်းမရှိပဲတည်ယူနိုင်ခဲ့သောမြို့များတွင်လည်းတပ်များအခြေဆက်ရစခန်းအပြင်ကိုတိတ်ပြီးထွက်နိုင်ခြင်းမျိုးမရှိဟုနိုင်ငံအနှံ့ရှိတော်လရင်တပ်များကတညီတညွတ်ထဲမှတ်ချက်ချခဲ့ကြသည် ၎င်းတို့နေရာအနှံ့ဖြန့်ချဲ၍စစ်ကြောင်းထိုးလာခြင်းသည်တော်လန်ရေးတပ်များအားမြို့သားများတက်ရောက်မှုမရှိပေအယက်သားများသာဒုက္ခပင်လယ်ဝေးပြီးအသက်အန္တရာယ်ထိခိုက်နေကြရသည်ဟုမြန်မာနောင်ကဆိုပါတယ်စစ်ပွဲများသည်နေမြေသိမ်းပိုက်နိုင်ဖို့ထက်ဇွဲမှန်နှင့်ခန္ဓာရည်ကိုစမ်းသပ်ရှင်ပြန်ရမည်အဆင့်ကူးပြောင်းလာနေသည်ထိုးပွဲတွင်တော့စစ်အုပ်စုသည်ရေရှည်တွင်ပြည်သူ့ဘက်တော်သားများကိုမြို့သားများရှင်နိုင်မည်မဟုတ်မေအောင်လိုက်သည်ယခုအခါဖအံမျိုးတို့ရောက်ရှိလာရန်စောချစ်သူနှင့်လှုပ်ဝက်တွေ့ဆုံပြီး ၎င်းတို့ထံလာရောက်ခိုလုံဖို့နားချရမည်ဟုယူဆရသည်အကယ်၍အမေရိကန်ဤဖာမာတင်မှဖန်စီရမည်သွားပါကဂျာဖြန်နှင့်စစ်အုပ်စုတို့မြေများအတိုင်းအတာထိပတ်သက်နေမည်ဆိုသည်ကဘူးပေါ်သလိုပေါ်သွားနိုင်ပြီးဗနီဇွဲလားတမရကဲ့သို့ပင်ထရမ့်မှစူကြီးများထုတ်လာသည့်အထိကြော်မကောင်ကြာမကောင်ဖြစ်ချေတော်မည်အမေရိကန်ခရိုင်တရားသူကြီးမိုက်ကယ်ဟာဗီကလည်းဖျားသုံးစုနေမည်အတွင်ရှိစတာလင်ဂျိုရူးနှင့်ဆက်သွယ်ရဗဟိုချက်ကိုဟူအားဒိန်စီယန်ဝရန်ထုတ်ပြန်ပြီးခဲ့သည် ုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံမတ်ကြီးဦးကျော်မိုးထွန်းမှလည်းမင်းအောင်လိုင်ကိုဖမ်းဝရမ်းအမြန်ထုတ်ပေးရန် ICCR တောင်းဆိုကြောင်းနိုဝင်ဘာ17ရက်ကုလထွေထွေညီလာခံတွင်ပြောဆိုသွားခဲ့သည်ဆလပီဖြူမြို့နယ်နှင့်နတလင်မြို့နယ်တို့တွင်စစ်မှုထမ်းအပတ်စဉ်၁၉အတွက်လူလူတီဟုဆိုကလူငယ်များကိုညာတွင်ကျင်လိုက်လံဖမ်းဆီးပြီးစစ်တင်တန်းကြောင်းပို့ရဲဆိုတဲ့တဲ့င်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ပဲခူးတိုင်းဖြူမြို့နယ်နှင့်နတလင်မြို့နယ်တို့တွင်စစ်မှုထမ်းအပတ်စဉ်၁၉အတွက်လူလူတီဟုဆိုက လူငယ်များကိုညာတွင်ကျင်းလိုက်လံဖမ်းဆီးပြီးစစ်မှုထမ်းတင်တန်းကြောင့်တို့ပို့ဆောင်ခဲ့ကြောင်းဖမ်းဆီးခံလူငယ်များ၏မိဘဆွေမျိုးများကသတင်းဌာနကိုပြောကြားပါရယ်။နိုဝင်ဘာလ14ရက်နေ့ညပိုင်းနှစ်တလင်းမြို့ပေါ်တွင်စစ်တပ်ပြူစော်တီနှင့်ထွေအုပ်များကယနေ့နိုဝင်ဘာလ16ရက်နေ့တွင်စတင်ဖွင့်လှစ်မဲ့စစ်မှုထမ်းအပတ်စဉ်ဆက်ကိုအတွက်လူလိုသည်ဟုဆိုကကားများဖြင့်မြို့ကိုလှည့်လည်၍နေအိမ်များနှင့်လမ်းမများပေါ်မှလူငယ်များကိုဆွဲခေါ်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း ရှင်းအောင်စစ်ကားကြီးတစည်းစာအဖြစ်လူငယ်များကိုလှည့်ပတ်ဖမ်းဆီးပြီးနောက်ချက်ချင်းဆုတ်တယ်လို့စစ်သားစုဆောင်ရေးတပ်တို့ပို့ဆောင်လိုက်ကြောင်းသိရပါတယ်။နက်တလင်းမှာနိုဝင်ဘာလ14ရက်နေ့ညနေပိုင်းစစ်တပ်နဲ့ပြူစောထိပ်တွေကပေါ်တာဝင်ဆွဲတဲ့ကျမရဲ့မောင်အရင်ရင်တဝမ်ခွဲမောင်ရဲ့ပါသွားတယ်။နိုဝင်ဘာလ14ရက်နေ့ဖမ်းနေနိုဝင်ဘာလ15ရက်နေ့မနက်ပိုင်းမှာကားပေါ်တင်ပြီးတော့တခါတည်းစစ်မှုထမ်းတင်တဲ့ကြောင်းပို့တယ်။ ငွေနဲ့ရွေးဖို့လို့တော့မရတော့ဘူး။အပတ်စဉ်၁၉ဖွင့်ဖို့ရက်ကတ်သွားရရင်လူလိုတာရဲ့ကြောင့်ငွေနဲ့ရွေးခွင့်မပေးဘူး။မျိုးရဲကိုလှည့်ပတ်ပြီးဖော်တာဆွဲဖန်စီခေါ်သွားကြတာကားတစ်စီးလုံးအဖြစ်ရောပဲဟုဖန်စီခန့်လူငယ်တအူအမဖြစ်သူကသတင်းဌာနကိုပြောပါတယ်။အလာတူပကိုတိုင်ဖြူးမြို့နယ်တွင်လည်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဗိုလ်မှူးစော်မျိုးနောင်ဤအမိန်ဖြင့်စစ်မှုရန်အပတ်စဉ်၁၉အတွက်လူလိုသဖြင့်ညာတွင်ကျင်းလိုက်လံရှာဖွေပေါ်တာဆွဲဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းလူငယ်အများပြဖမ်းဆီးခဲ့ရကြောင်းသိရပါသည် ထန်ကုန်းအုပ်ကြီးဝင်းကျော်သူဘူရာတောင်အုပ်ကြီးစံတတော်ဈေးရက်ွက်အုပ်ကြီးကိုပူဈေးရုံပိုင်ရာအိမ်မှုမင်းမင်းထွေတို့အပြင်သူတို့ဘက်တော်သားကိုပြည့်မင်းမင်းစောခခေါ်တော်တို့ကလူငယ်တွေကိုလှည့်ပတ်ဖမ်းပြီးစစ်မှုထမ်းပို့ပါတယ်သူတို့အရန်ကိုတောင်းကြံဖမ်းဆီးမှုတွေလုပ်နေတာပါဟုဖြူမြို့ဒေသခံပြည်သူတို့ကပြောပါတယ်ယခုနိုဝင်ဘာလလယ်ပိုင်းမှာစတင်ဖွင့်လှစ်နေသည့် စစ်မှုထမ်းအပတ်စဉ်၁၉အတွက်လူရရှိမှုနယ်ပါသဖြင့်စစ်တပ်ကအတင်းအကျပ်ပေါ်တာဆွဲဖန်ဆီးမှုများကိုအရှိန်အဟုန်ဖြင့်လှုံ့ဆော်လာနေပြီးနေအိမ်များလမ်းများပေါ်တွင်ပါနေရောညပါပေါ်တာဆွဲဖန်ဆီးမှုများဖြစ်ပေါ်လျက်ရှိကြောင်းရန်ကုန်မန္တလေးအပါအဝင်မြို့ကြီးများတွင်ရှိနေသောခင်းထောက်တရင်ကွန်ရက်များထံမှသိရပါသည်။ဆလဘီဖရူဆိုနှင့်ဘောလက်ခဲမှတိုက်ပွဲပြင်းထန်နေတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ကယင်းဒီပြည်နယ်ဖရူဆိုနဲ့ဘောလက်ခဲမြို့နယ်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ကယင်းဒီစစ်ရေးတရင်ရင်းမြစ်နဲ့ရဲဘော်တို့ကပြောပါတယ် စစ်ကောင်စီတပ်ရဲ့ထိုးစစ်ကိုဖူးကန်နေတဲ့ခရင်နီတပ်ပေါင်းစုတွေနဲ့မာခရော့ရှင်ကျေးရွာအနီးတစ်ဝိုက်မှာနေစဉ်ထိတွေ့မှုဖြစ်နေတာလို့ဆိုပါရယ်။ဘော်လခဲအဆက်ပဲပြောရမယ်။နေစဉ်ထိတွေ့မှုရှိတယ်။ထိတွေ့မှုကပြင်းထန်တယ်လို့ခရင်နီကောက်ွယ်ရေးရဲဘော်တအူကပြောပါရယ်။တိုက်ပွဲတွေမှာနှစ်ဖက်ထိခိုက်မှုရှိပြီးစစ်ကောင်စီတပ်အနေနဲ့ဖရူဆိုဘော်လခဲလမ်းပိုင်းကိုထိန်းချုပ်ဖို့ကြိုးစားနေတာမအောင်မြင်သေးဘူးလို့ခရင်နီစစ်ရေးတရင်ရင်းမြစ်ကအသိပေးပါရယ်။ တိုက်ပွဲတွေကမိုးပြဲဘက်ရောဖေကုံဘက်မှာပါရှိတယ်။ဒါပေမဲ့ဖော်လက်ခဲမှာတော့ဇက်တိုက်အခြေအနေပဲ။နောက်တစ်ခုကနမ်းမယ်ခုံမျိုးကိုလက်နဲ့ကြီးနဲ့ဇက်တိုက်ပစ်နေတယ်လို့၎င်းကပြောပါရယ်။ဒါပြင်ဒီမော့ဆိုမျိုးနဲ့ဒေါငန်ခါနဲ့ပတိုငန်ကြီးရွာဘက်မှာစစ်ကောင်စီတပ်ကခြုံနဲ့ဇက်တိုက်တိုက်ခိုက်မှုတွေရှိနေတယ်လို့သိရပါရယ်။ KNP နဲ့ဖရူဆိုထားလေနမ်းဖေဖော်လက်ခဲလမ်းမကြီးမှာတိုက်ပွဲတွေဖြစ်နေလို့အဲဒီလမ်းမကြီးကိုနိုဝင်ဘာ6ရက်ကစပြီး KNP အမျိုးသားများကောက်ွက်ရေးတန်း KMDF ကပိတ်ထားပါရယ်။ စစ်ကောင်စီကခရီးနီးပြည်နယ်မဲစင်ဖားဆောင်နဲ့ရှားတော်မြို့နယ်ကလွယ်လို့ဂျန်နေမြို့နယ်တွေမှာရွေးကောက်ပွဲလုပ်မယ်လို့ညင်ညာထားပါတယ်။ဒါပေမဲ့စစ်ကောင်စီလုပ်မဲ့ရွေးကောက်ပွဲကိုအလုံးစုံကန့်ကွက်တာနဲ့ကျင်းပခွင့်ပေးမှာမဟုတ်ကြောင်းခရီးနီးပြည်အင်အားစုတွေကတုံ့ပြန်ထားပါတယ်။